မင်္ဂလာပါ New Reality ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာအဒီဒီခေါက်မှာတော့ကျွန်တော်တင်ငဲချွန်းမျိုးနဲ့ China ရက်ကောက်ရမှာရှိတယ် Classic ဆိုင်ယုံနာမကပဲလှပကျဲဝန်းပြီးတော့ကြက်ไข่မှုကဦးစားပေးထားရဲ့လုံချင်းအိမ်ကောင်းသလုံးနဲ့ကျွန်တော်တို့မိတ်ဆက်ပေးပါမယ်ဖြစ်ပါတယ်ကဲလိုက်ကြည့်လိုက်ရအောင် ခြံကြီးရဆိုလို့ရှိရင်တော့ square feet 6200ပေါ့မှာရီဆော့ထားတဲ့ခြံကြီးပဲဖြစ်ပါတယ်။အဲတိုက်ကြီးရဆိုလို့ရှိရင်ကျွန်တော်သုံးသက်တိုက် RP တိုက်ကြီးပဲဖြစ်တယ်။ဒီဘက်မှာဆိုလို့ရှိရင်လည်း grand area ပါပြီးတော့ဟိုမှာဆိုမီတာ2000လောက်ဆန်းတဲ့ water tank area ပဲရှိတယ်။ကားပါကင်ပြရလို့ရှိရင်နေရာကျတဲ့အတွက်ကားဆယ်စီးလောက် AC ကောင်းကောင်းလေးရက်လို့ရတယ်ခင်ဗျ။ကဲအင်းထဲကိုလိုက်ကြည့်လိုက်ရအောင်။ ဒီပေါ်တီကယ်အောက်မှာလည်းကားစီကောင်းကောင်းရက်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာမိုးရွာတွေဖြစ်တဲ့အတွက်ဒီမှာလည်းမိုးမလုံလုံကြောကြောနဲ့မိုးမဆိုးပဲနဲ့ကားစီကောင်းကောင်းရက်လို့ရမှာဖြစ်ပါတယ်ကဲအိမ်ထဲကိုလာကြည့်လိုက်ရအောင်အဲကျွန်တော်ဝင်လာခြင်းပါပဲ living area ကျေယူတွေ့အောင်ပါဒီမှာဆိုလို့ကျွန်တော်ကျွန်တော်ခန်းစီလိုက်ကြရရော air con ပြီးလို့ရှိရင်ကျွန်တော်တန်ပန်းတန်တကားရရောလိုက်ကြရရောအကုန်လုံးတပီးတာတွေ့ရခင်ဗျ living area ဒီဘက်အပြင်ဟိုဘက်မှာလည်းကျွန်တော်တို့နေရ space တစ်ခုရှိသေးတယ် အဲဒီ space မှာဆိုလို့ရှိရင်ကျွန်တော် solar system သုံးသားပေးတာဖြစ်တဲ့အတွက်သူ့ test space တည်တံ့ထားတာပဲပေါ့နော်ဟုတ်ကဲ့အဲကျွန်တော်နောက်ဘက်ခိုင်းလိုက်ကြည့်အောင်အဲဒါတော့ကျွန်တော်တို့ living area ရော kitchen area ရောပါသူတို့ join ထားပေးတဲ့နေရာတခုပေါ့နော်အဲဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော် master bedroom တစ်ခန်းရှိမယ်ပြီးလို့ရှိရင်ဟိုဘက်မှာကျွန်တော် kitchen နေတယ်ရှိတယ်။ကဲ master bedroom ညီကြည့်ရအောင်။ဒါတော့ကျွန်တော်ပထမတော့မှာရှိရဲဒီ master bedroom တစ်ခန်းမှာဖြစ်ပါတယ်။အခန်းကချင်ကြီးပဲမြတ်။ ဟာဒီဘက်မှာပြောလို့ရှိရင်ကျွန်တော်ရေချိုးခဲ့အိမ်ကဒေါ်လေးပါပြီးတာအဲကွန်တက်စင်တာပြီးတော့ပါဗျာကဲဟိုဘက်ကိုထွက်ကြည့်အောင်ဒါတော့ living area ပါဒီမှာတစ်ဆက်ထဲကျွန်တော် kitchen area လည်းရှိရမယ် kitchen area ရောတော်တော်ကျန်အောင်တွေ့ရတယ်ဒီမှာဆိုတော့ကျွန်တော် upper cabinet lower cabinet တွေရောပြီးရှင် common use အနေနဲ့သုံးလို့ရတယ် toilet လည်းထားတော့ရတယ်ခင်ဗျဟုတ်ဟုတ်အခုကျွန်တော်ပြသွားတာရောဒီ mini bed မှာရှိတယ် master bedroom living room ဒီ solar ထားတဲ့နေရာတွေရောအကုန်လုံးကျွန်တော်ပြအောင်ပြရမယ်ဖြစ်ပါတယ် ကဲအပေါ်တော့လိုက်ကြည့်လိုက်အောင်ဒီကောက်ကင်ကိုလည်းဒီချာလေးတက်တက်ရက်လေးစောက်ထားပြီးတော့တွေ့ရတယ်ခင်ဗျာအဲအခုကျွန်တော်ရောက်နေရတော့ဒီပထမတက်ကိုရောက်နေရပြီပါပထမတက်မှာဆိုလို့ရှိရင် Master Bedroom 3ခန်း Living Room Area အခြေအနေနဲ့ Balcony ကောက်ကောင်းလေးရှိအောင်လည်းတွေ့ရတယ်ခင်ဗျာကဲ Balcony ပြန်လိုက်ရအောင်တော့ဒီအိမ်ရဲ့အဓိက main Balcony ပဲဖြစ်တယ် အာဒီဗီဂိုနီမှာဆိုလို့ရှိရင်မိသားစုလာ A0 relax လုပ်လို့ရပြီတော့ view ကောင်းကောင်းနေတယ်ညနေတိုင်းမှာအဝိုင်ခံစားနိုင်မှာဖြစ်ပါတယ်။ကဲထဲကိုလိုက်ကြည့်တော်ဗတ်မာရာပါရှိရဲကျွန်တော်မာစာဖန်တော့တစ်ခါမှဖြစ်ပါတယ်ခံချက်ကျွန်တော်လင်းရောက်ကောင်းအောင်ရတယ်မိလုံးမိတိုင်းနဲ့တခြားလေးနောက်ဆုံးဆုံးရတယ်ဒါအားကြောင့်ကျွန်တော်မာစာဖန်လို့ရတယ်ဘတ်တော့တစ်ခုပဲဖြစ်ပါတယ်ဒီချိုးရဲ့အင်တာတွေ့ပါပြီတော့ဗောနော်ကဲဟိုမှာဆက်ကြည့် အဲဒီပထမတော့မှာပြောလို့ရှိရင်ကျွန်တော်မာသာဘရွန်သုံးနဲ့ပယ်တာပြရတာတကူနဲ့ပြောင်းလာတစ်ခါပေါ့နော်ကဲနောက်တစ်ခါဆက်ကြည့်ဒီမှာမာသာဘရွန်နေရာတွေအခန်းနေရာ space အခြေအကြီးတို့ကပြောပြရတာရေချိုးခဲ့နေတာအစားပေါ့နော်ကျွန်တော်ရေချိုးခဲ့နေတာအစားဒီမာသာဘရွန်အခန်းနေရာအစားလုံးဝအခြေအနေပြထားပြရတာကဲနောက်ဆက်ကြည့်အဲဒါတော့မာသာဘရွန်နေရာမှာစူပါမာသာဘရွန်လို့ပြောရရခင်ဗျာ အကန့်စပေးရအခြေဆုံးဖြစ်တယ်ပြီးရောမှာရှိရဲကျွန်တော်ဘရွန်ကလည်းစပေးအခြေကြီးထားတာမျိုးတွေ့ရတယ်ဘတ်တက်တွေတော့ကျွန်တော်ရှာပါလို့အကုန်အပြည့်စုံပါတယ်ခင်ဗျ။ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဓာတ်ကရှိရဲအခန်းတွေရော living room area တွေရော balcony တွေရောအကုန်လုံးပြသွားကြတော့အပေါ်ဆုံးဓာတ်ကိုကြာကြည့်အောင်အဲ့တော့ကျွန်တော်အပေါ်ဆုံးတော့ပဲဖြစ်ပါဒီပေါ်ဆုံးတော့မှာဆိုလို့ရှိရင် master bedroom တစ်ခန်းရှိမယ် ကျွန်တော်ဟိုဘက်မှာဆိုလို့ရှိရင်လည်းဒီမီတာစုလာရေးပါတီကောင်းကောင်းပေးလို့ရမယ်စပင်ချိန်ကြီးရှိတယ်ခင်ဗျာဟာတော့အပေါ်ဆုံးတက်မှာကျွန်တော် living area လေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်စာကြည့်ကန်းအနေနဲ့လည်းဖွဲ့ပြီးတော့ထပ်ပြီးတော့တုံးလို့ရတယ်ဒါအားကြောင့်ကျွန်တော် common use အနေနဲ့တုံးလို့ရရဲ toilet ပဲဖြစ်ပါတယ်ဟိုမှာဆိုလို့ရှိရင် master bathroom ရှိရယ်ဒီမှာတော့ကျွန်တော်ဟိုဟာကြွေပြားခင်းထားပြီးရောเนาะအဲအဲကုန်းလည်းပါပြီးတာ မှာဆိုလို့ရှိရင်ဘာလို့ဒီမာဆာဘာလို့ဖြစ်တဲ့အတွက်ကျွန်တော် YouTube ရဲ့အနေနဲ့တော့ပါလိမ့်မယ်ဒါဆိုလို့ရှိရင်အပေါ်ဆုံးတော့မှရှိတယ် rest လုပ်လို့ကောင်းတဲ့ space ကျဲကြီးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မီတာစုများရဲ့လူတွေအပြင်တကယ်ကြီး base တွေပေါင်းနေတယ်ဒါကြီးလုံစားတော့ rest လုပ်တာတော့ဒီ area space ကျဲကြီးရှိအောင်လုပ်ရပါတယ် ခုကျွန်တော်ပြသွားပေးတယ်ဒီ magazine နဲ့အိမ်လေးကိုလူကြီးမျိုးတို့အနေနဲ့စိတ်ဝင်စားရသလိုရှိရင်ကျွန်တော် new reality ရဲ့ facebook page messenger website တို့ကလည်းဆက်သွယ်ဆောင်ကမ်းတဲ့လို hotline number ဖြစ်တဲ့09999လေးခုခုလေးရှိရှိကြအောင်လည်းဆက်သွယ်ဆောင်ကမ်းမိများလို့ရပါမယ်ခင်ဗျာ